မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေအချိန်လေးဟာရေလိုပဲတင်းတင်းတင်းစီးဆင်းနေတာမို့မကြခင်မှာပဲ2026ခုနှစ်ဆိုတဲ့နှစ်တစ်ကိုဖြတ်ကျော်ရတော့မှာဖြစ်ပါတယ်ဒီနှစ်တစ်မှာကျွန်တော် channel ပြည့်တက်ကြီးအတွက်နေဖွားအလိုက်ဘလို့ခွန်းလန်းတွေဘလို့စိန်ခေါ်မှုတွေဘလို့ကောင်းကျိုးဆိုးကျိုးတွေကိုလူဆောင်လာမလဲဆိုတာကိုသိရှိလိုကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရွှေညာမြေ channel ကနေနှစ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ တနစ်စာဟောစဉ်ဟာမိသားသမီးအလိုက် စီဝါရေးလူမှုရေးပညာရေးအခြေရေးကျန်းမာရေးစတဲ့ကဏ္ဍအသီးသီးကိုအသေးစိတ်တိကျမှန်ကန်စွာသုံးသပ်ဟောပြောပြသွားမှာဖြစ်ပါတယ်။ဒီဟောစဉ်ဟာကိုရိုင်းရဲ့ရှိလာမဲ့တနစ်တာကာလအတွက်လမ်းညွှန်မြေဖို့တခုဂျူတင်ပြင်ဆင်မှုအတွက်အဖို့တန်တဲ့တည်ပညာတွေဖြစ်စီမှာသိကြပါတယ်။ဒါကြောင့်မလို့2026ခုနှစ်မှာဘုန်းကန်တို့လက်ရှင်ပြီးကောင်းကျိုးလိုအပ်ဆန္ဒတွေပြည့်ဝကြစီဖို့အတွက်ရှင်ညာမြေရဲ့ ဗီရင်လက္ခဏာကံမြတ်ပညာသူတည်ဆရာကြီးဦးမြတ်ဆန်းသူတည်တနာပြုထားတဲ့2026ခုနှစ်တနစ်စာဟောဆန်းကို နားဆင်နိုင်ပါပြီအားလုံးပဲကံကောင်းကြပါစေအထောင်26ခုနှစ်အတွက်ခရစ်တက္ကရ2026ခုနှစ်အတွက်ဤရင်လက္ခဏာကံပြပညာသူတည်ဆရာကြီးဦးမြတ်ဆန်းမှာ ကျွေးညာမြေခြံထဲမှာတစ်စစ်နှစ်တစ်ကိုကြိုးဆိုသောအပြင်ခொနည်းသားသမီးများတွေတနစ်စာအော့စတန်ကိုဆရာတို့ဟောပြောပေးမှာဖြစ်ပါတယ်အဲ့တော့မကြမ်းမီကြောက်တော့မယ်ခရစ်တက်ကရစ်2026ခုနှစ်နှစ်တစ်နှစ်ရဲ့ခொနည်းသားသမီးများရဲ့ကံကြမ္မာကိုကျွေးညာမြေခြံထဲမှာတစ်စစ်တနစ်စာလုံးတွေအော့စတန်ကိုဟောကြားတဲ့နေရာမှာတဲ့ဆရာကြီးဦးမြတ်ဆန်ကတသားလို့ခေါ်တဲ့အသေးစိတ်ကလေးတွေနဲ့ လဲ6တန်းတို့7တန်းတို့မှာဘာတွေရှိသလဲအော်ကျွန်တော်တို့9တန်းတို့7တန်းတို့မှာဘာတွေရှိသလဲအော်9တန်း10တန်း7တန်းမှာဘာတွေရှိသလဲဆိုတဲ့အမြင်လေးတွေအရှင်လေးတွေเนาะကျွန်တော်တို့ဒါလေးတွေကိုကြည့်ပြီးတော့မှ2026ခုနှစ်ကောသာ2026ခုနှစ်ကအော်ကျွန်တော်ခရစ်သက်ကလေးကိုအကြောင်းပြပြီးတော့မှဆရာဟောကြားပြီးမှဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကဆရာကတနင်္ဂနွေသာသမီများအတွက်2026ခုနှစ်အတွက်ခရစ်သက်ကလေး2026ခုနှစ်အတွက် တနစ်စာလုံးတွေဟောစတန်ကိုဟောကြတဲ့အခါမှာအခုဒီတပတ်မှာတော့ဆရာကတနင်္လာသားသမီးများအတွက်2026ခုနှစ်အတွက်တနစ်စာလုံးအတွက်ဆောင်ရန်ရှောင်ရန်လေးတွေကိုနေခြင်းလက္ခဏာကံပြည့်ပညာသူတွေသည်ဆရာကြီးဦးမြတ်ဆန်ကတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့2026ခုနှစ်နှစ်သစ်မှာဤသားသူတွေအေဂျင်တာရသောဘဝတွေရရှိကြပါစေ။ မိသားစုတွေပြန်လည်ပေါင်းစည်းကြပါလိမ့်မယ်။ဘဝမှာအပူအပင်များလည်းကင်းဝေးပြီးတော့စိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ရှင်ညာမြေ channel မှာတစ်ဆင့်ဤရင်လက္ခဏာကံပြပညာသူတွေသည်ဆရာကြီးဦးမြတ်ဆံမနှစ်တည်းစူတောင်းလေးလဲစူတောင်းပေးနေမှာတနင်္လာသာသမီများအတွက်ခရစ်သက်နှစ်2026ခုနှစ်အတွက်တနစ်စာဟောစကမ်းများကိုပြပြပြီးမှဖြစ်ပါတယ် ခရစ်တက်ရ2026ခုနှစ်မှာတဲ့တင်းလာသားသမီးများဟာအထူးကယူဆက်ရမယ်နှစ်တင်းလို့ပြောရမှာပါဘာဖြစ်လဲဆိုတော့ကြတော့ရှေ့မှာလွဲချော်ခဲ့တာဒီညားခဲ့တယ်လို့ပဲဒီနှစ်လဲပေါ့လို့မရတဲ့နှစ်ပါဘုံနိဒုသာပဲတဲ့ရတာကလည်းနင်းကုန်းနာကလည်းများဝင်ဝင်နဲ့ထွက်ငွေမမြခဲ့တဲ့ဒီ2025မှာအခုလာမဲ့2026မှာလဲတဲ့တင်းလာသားသမီးများအတွက် ပေါ့လို့မရတဲ့နှစ်တနည်းလို့ပြောလို့ရပါတယ်ခင်ဗျာနော်။ကောင်းတော့ကြတော့2026ခုနှစ်ဘောဓတက္ကရမှာတဲ့။တစ်လပိုင်း၊နှစ်လပိုင်း၊၃လပိုင်း၊၄လပိုင်းရဲ့နောက်ပိုင်းရောက်ရင်ကျွန်တော်တို့အထူးသတိထားရမှာပေါ့။ရှိတာကြီးပုံအော့ပြီးတော့ရင်းနှီးမှုညှို့နှံမှုလုံးဝမှမလုပ်တဲ့နဲ့နှင့်တယ်။ဘာလို့လဲဆိုကြတော့တဲ့မိမိရဲ့ကံတရားကမယုံရတဲ့ကံတရားဖြစ်ပါတယ်။ နောက်တနင်္လာသားသမီးများဟာဇွဲကြည့်တယ်တန်ရောစဉ်ကြည့်တယ်နောက်တစ်ခုကဇွဲနဲ့တန်ရောစဉ်နဲ့လှုပ်ချင်မိရင်ဇွလှုပ်တတ်တဲ့လူမျိုးလည်းဖြစ်ပါတယ်အနေအေးတယ်ခေါင်းပါတယ်လူမျိုးလည်းဖြစ်ပါတယ်အကြောင်းမလို့2026ခုနှစ်တော့ကျွန်တော်ခရစ်တက်ကြတဲ့2026ခုနှစ်မှာတနင်္လာသားသမီးများဟာခေါင်းမာမာနဲ့သူများပြောတာနားမထောင်ပညာရှိကိုမမီဝဲမစည်းကပ်ပဲနဲ့ထင်ရလောက်မယ်ဆိုရင်တော့ ကရေ80တတိယသားဒီဘောကရေ40မြေအောက်ကရေ40ဆိုတဲ့ကရေ80တတိယသားရှိတာဒီကုံတဲ့ဘဝကိုရောက်စီတဲ့နှစ်တနည်းလို့ပြောလို့ရပါတယ်အကြောင်းမလို့တနင်းသားသာသမီများအနေနဲ့ခရစ်တက်ကရေ2026ခုနှစ်မှာတော့တတိယတမန်ဉာဏ်မီကလို့ပညာဉာဏ်ချွန်းတော်အုပ်စုတကယ်တော့ကိုယ့်ရဲ့အသည့်တတိယနဲ့ရှင်းပြီးတော့မှစီဝါရေးလူမှုရေးကျမ်းမာရေးအိမ်တော်ရေးစသဖြင့်ပေါ့ဗျာအလုံးကိုတတိယပြီးလောရမယ်နှစ်တနည်းလို့ပြောကြင်ပါတယ်အဲ့တော့ လေးလပိုင်းရင်နောက်ပိုင်းရောက်ရင်ပို့ပြီးတော့အတိထားပါမယ်အတိုက်ခိုက်တွေပေါ်မှာပေါ်များပါအဲ့တော့တန်မှန်လက်လုံလက်စားနေနေရတော့မထူးကြဘူးဆိုပေမဲ့လို့အော်ကျွန်တော်တို့ဝေရှင်ကျဲချင်းလို့ခေါ်တဲ့လုပ်ငန်းရှင်တွေနဲ့နေရတော့ပို့ပြီးတော့တတိထားမှာဖြစ်ပါတယ်နောက်ပို့ပြီးတော့တတိထားမှာနှစ်တနေလို့ပြောလို့ရပါတယ်ခင်ဗျကိုယ့်ရဲ့ကြံစီထားတဲ့စိတ်ကူးတွေရှိလို့ရှိရင်လေးလပိုင်းရင်နောက်ပိုင်းရောက်ရင် အကြံတွေပြည့်စည်တတ်ပါတယ်အားကြောင့်မလို့ ပညာရှိသူတော်ကောင်းများနဲ့တိုင်ပင်ပါဆွေးနွေးပါကျွမ်းကျင်တဲ့ကျွန်တော်တို့ပညာရှိပညာရှင်ပညာတတ်များနဲ့တိုင်ပင်ဆွေးနွေးပြီးပါဘာပဲလုပ်လို့တော့ကျွန်တော်တို့လုပ်ပါခင်ဗျအဲ့လိုမဟုတ်ဘူးဆိုရင်ကိုတင်ရကိုလုပ်မယ်ဆိုရင်တော့ခေါင်းမာမာနဲ့လုပ်မယ်ဆိုရင်တော့တော့ကျွန်တော်တို့မြစ်ကိုအလေရလိုက်ကူးသလိုဆိုတဲ့ဥပမာလိုပဲအဝမှာပင်လေကိုလက်ပြကူးတဲ့တနက်ကမင်းသားလိုတနက်ကမင်းသားကတော့မေခလာကင်ပဲတဲ့ အဲတနင်္လာသားကတော့ဘယ်သူမှကဲမှာမဟုတ်ပါဘူးနောက်ဆုံးကျွန်တော်တို့ရေးဆိုတာလေအသုံးချတိုင်းအကျိုးရှိသလိုပဲနောက်ကျွန်တော်တို့မောနေတဲ့အချိန်မှာရေလေးတစ်ပေါက်ကိုတောက်အမောပြည်တဲ့ဦးနေတူသွားပဲအသုံးမချတိုင်းအဲ့ဒီရေနှစ်ပြီးတော့လေတည်တတ်ပါလေခင်ဗျပင်လေတဲ့မြေချောင်းရင်ရိုင်နဲ့သွားမှရေနှစ်တည်တာမဟုတ်ပါဘူးအကျိုးဆိုရင်ရေခွက်ထဲမှာရေမွန်းပြီးတော့နောက်ကျွန်တော်တို့ရေအိုင်ထဲမှာရေနှစ်ပြီးတည်တဲ့မသားကြီးလည်းအများကြီးပါအကြောင်းမလို့တင်းနှလာသားသမီးများဟာ တတိဓမ္မဉာဏ်မြေကလို့ပညာဉာဏ်ချွန်းတော့အုပ်စုသလိုတတိအယံထားမယ်နှစ်တနည်းလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့ဘဝမှာနော်ကျွန်တော်တို့ဆန္ဒနဲ့ဘဝတစ်ထက်တည်းကြဖို့အတွက်တတိလေးတော့ထားပြီးပါတနည်းလားတာပြီးများနော်ကျွန်တော်တို့ခရစ်သက်ကလေး2026ခုနှစ်မှာဘာပဲလုပ်လို့ပေါ်ပေါ်ဆက်ဆက်လုပ်လို့မရတဲ့နှစ်တနည်းလေးပြောပါခင်ဗျာနော်ဒီကြားထဲမှာနာမည်ကကိုကတနည်းလားနာမည်ပိုင်ပို့ဆိုပါမယ်နော်ကျွန်တော်တို့ အဲ့တော့တနင်္လာနာမည်ပါတဲ့လူများဆိုရင်ပို့ပြီးတော့တတိထားပါခင်ဗျအဲ့တော့ပြီးခဲ့တဲ့ကျွန်တော်2025မှာလဲထင်သလားမကောင်းခဲ့သလိုအရာရာလွဲကြောက်မှုတွေရှိခဲ့သလိုမျိုးပဲဒါမဲ့ကျွန်တော်တို့၄လပိုင်းနောက်ပိုင်းမှာ2026ခုနှစ်မှာလဲတနင်္လာသားသမီးများဟာတော့ကျွန်တော်တို့သေကြတယ်ပိုင်နိုင်မယ်ဆိုတဲ့အလုပ်တွေတော့လွဲကြောက်မှုတွေဖြစ်စီရတာဖြစ်တဲ့အတွက်ဘာပဲလို့လို့ကျွန်တော်တို့အရင်တစ်ဝက်တော့ကျွန်တော်တို့တင်ထားတာတစ်ဝက်အဲ့တော့ တဝက်ရင်းပြီးတော့တဝက်ကကျွန်တော်တို့နောက်လိုက်ဖို့အတွက်ထားပါဒါမှသာလေဘုရားမှာကံကောင်းခြင်းဖြစ်ပါမို့ဘူးဆိုရင်ယုံကြည်ပြီးတော့ရှိတာတွေပုံအောင်ရင်းနှီးမဲ့ဆိုရင်တော့လာမယ့်နှစ်မှာကျွန်တော်ခရစ်တက်ခရစ်တက်ခရစ်2026ခုနှစ်မှာဘဝမှာရှိတာတွေကုန်မဲ့နေလို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာနော်အကြောင်းမလို့ဒီနေ့လာသားသမီးများအနေနဲ့ဘဝမှာထူးထူးခြားခြားကံကောင်းခြင်းတွေအစိုးရအညံ့တွေပျောက်ခြင်းတွေဆိုရင်တော့ ။ဟောကျွန်တော်တို့ကိုယ့်ရဲ့နေအိမ်ဖျားမှာပေါ့ဗျာ။နော်ကျွန်တော်တို့ဇွန်မဲနော်ကျွန်တော်တို့စပယ်ပန်းဒါလေးလူတန်းပေးပါ။ပြီးလို့ရှိလို့ရှိရင်ဈေးုံနဲ့ဆုံးတော့ကပ်ပေးပါခင်ဗျာ။နော်အဲ့တော့မကြခဏကစွန်းညုံလို့လေအိမ်ဖျားမှာလူတန်းချင်းတွေလှုပ်ပေးပါ။ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ကလေးများတို့နော်ခွေးများတို့အစာကျွေးပါခင်ဗျာ။နော်ကလေးတွေခွေးတွေတို့အစာကျွေးပါ။မုံပဲတည်စာလေးတွေအကျဉ်းအကျပ်ကြနေတဲ့လူတွေကိုကျွန်တော်တို့ ။အော်ကျွန်တော်တို့အချင်းချင်းကြာနေတဲ့လူများကိုကျွေးပါ။နောက်တစ်ခုကတနင်္လာသာသမီများအတွက်ကျွန်တော်တို့ဒီ2026ခုနှစ်တနစ်စာလို့အတွက် အထူးကံကောင်းစီတတ်တော့ရရရအနေနဲ့ရတော့တဲ့။ကိုယ့်ရဲ့အာယုအရက်လို့ခေါ်တဲ့အင်းငါတော့မှာနောက်ကျွန်တော်တို့ညောင်းထောက်ချင်းတရားခင်းချင်းနောက်ဘဝမှာကံကောင်းခြင်းဆိုတဲ့ကံတရားတွေရစီတတ်တဲ့နှစ်တနည်းလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျ။ကြောင့်မလို့ဘဝမှာကံကောင်းခြင်းနဲ့ဆိုရင်တော့တနင်္လာသာသမီများအနေနဲ့ဇာတော်သမတော်တွေကို ထီးတို့ဖက်နဲ့တို့လူတိုင်းချင်းလုပ်ပေးပါနောက်ဆေးလူချင်းနဲ့လုပ်ပေးပါနောက်ကျွန်တော်အသက်ကြီးတဲ့ဘိုးဘွားများကိုဆေးလူတန်းပြီးတော့မှလူတဲ့စုကိုတောင်းပါလို့အကြံပြုပြရသည်အကြောင်မလို့ရွှေညာမြေချာနယ်အားစောင့်မျှော်ကြည့်ရှုနေကြတဲ့ခொနည်းသားသမီးများအားလုံး2026ခုနှစ်မှာဘဝမှာကံကောင်းခြင်းတွေဖြစ်ပြီးတော့ဘဝရဲ့ကံတရားနဲ့အလဲပြောင်းကြမှာကံကောင်းခြင်းတွေဖြစ်နိုင်ကြပါစေလို့ဆရာကြီးဦးမြတ်ဆန်ကစူတောင်းမြစ်တာဥဒါပါရခင်ဗျာ